စင်ကာပူကယ်ဆယ်ရေးအဖွဲ့ကမြန်မာငလင်မှာ cyborg bohat ဆယ်ကောင်အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့တယ်လို့စင်ကာပူအခြေစိုက် The Straits Times သတင်းမှာဖော်ပြထားပါတယ်။အဆိုပါပိုးဟက်ဆယ်ကောင်ဟာမြန်မာငလင်ကယ်ဆယ်ရေးအတွက်စင်ကာပူအရက်ဖတ်ကာကွယ်ရေးတပ်ဖွဲ့ SCDF ရဲ့ Lionhead အမည်ရှိတဲ့စစ်စင်ရေးမှာမလ30ရက်ခရဲကပါဝင်ခဲ့တာဖြစ်ပါတယ်။ကျောဘက်မှာ electronic ခြေရာခံစနစ်တွေတက်ဆင်ထားတဲ့ပိုးဟက်တွေကိုအသုံးပြုမှုဟာကမ္ဘာပေါ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်မှုမှာပထမဆုံးအကြိမ်အသုံးပြုတာလည်းဖြစ်ပါတယ်။ Cyborg ပိုးဟက်လို့ခေါ်ဆိုတဲ့ပိုးဟက်တွေကိုနိုင်ငံနှီးပြင ညာတက္ကသိုလ် Class Engineering and Solution တို့နဲ့အတူ Hounding Science and Technology Agency HDS ကတည်ထွင်ခဲ့တာဖြစ်တယ်လို့အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ဒီလိုပိုဟက်တွေကိုအသုံးပြုပြီးရှာဖွေကေစရင်လှုပ်ဆောင်တာကိုဧပြီ3ရက်မှာနေပြည်တော်မှာ2ကြိမ်သုံးဆွဲခဲ့တယ်လို့သတင်းမှာဖော်ပြပါတယ်။မြန်မာငလင်အတွက်စင်ကိုနိုင်ငံကရရှိလာတဲ့ SCDF အဖွဲ့မှအင်အား၈၀ ရှောက်ဖွေရေးခွေး၄ကောင်နဲ့အတူပိုးဟက်၁၀ကောင်လည်းပါဝင်ခဲ့ပြီးမြန်မာနိုင်ငံကိုမလ၂၉ရက်ကဆင်လုခဲ့ရာအဲ့ဒီအဖွဲ့မှာ HDS အဖွဲ့ကအင်ဂျင်နီယာတွေလည်းပါဝင်ခဲ့ပါတယ်။အရှိ6စင်တီမီတာရှိတဲ့ Madagascar ပိုးဟက်တွေမှာအနီအောက်ရောင်ကြီးကင်မရာတွေနဲ့အာရုံကန်ကိရိယာတွေတက်ဆင်ထားပြီး၎င်းတို့ကိုအဝေးထိန်းစနစ်နဲ့ထိန်းချုပ်ထားစဉ်အပြည့်စည်တွေအောက်မှာရှိတဲ့သေးငယ်တဲ့နေရာတွေကိုသွာလာနိုင်ပြီးပိုးဟက်တွေကိုလှုံ့ဆော်ဖို့နဲ့၎င်းတို့ရဲ့လှုံ့ဆော်မှုတွေကိုထိန်းချုပ်ဖို့အတွက် အီလက်ထရောနစ်စနစ်တွေအသုံးပြုထားတယ်လို့သိရပါဗျ။ပိုးဟက်တွေမှာတက်ဆင်ထားတဲ့ကင်မရာတွေနဲ့အာယုံခံကိရိယာတွေကနေတက်ဆင်စူးစောင်းရရှိတဲ့အချက်လက်တွေကိုအခြေခံပြီးအသက်ရှင်ကျန်ရည်သူရှိမှရှိရှာဖွေနိုင်မယ်လို့ဆိုပါဗျ။ဒီပိုးဟက်တွေကို2024ခုနှစ်ဧပြီလမှာစင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ Millipore Asia Pacific TechX Summit မှာပြသခဲ့ပြီး 2024ခုနှစ်ဝင်းကျင်မှာဖြန့်ကျက်အသုံးပြုနိုင်မှုစီစဉ်ထားပေမဲ့စင်ကာပူအရက်ဖတ်ကာကွယ်ရေးတပ်ဖွဲ့ SCDF ရဲ့မြမငလင်ဘေးမှာကျိုးပန်းအားထုတ်မှုတွေမှာဖြည့်ဆွတ်ဖို့ HDS ကကူညီခဲ့တာဖြစ်ပါတယ်။